မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပန်းမဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းချုပ်တစ်ထဲကကြုံရပြန်ဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်တယံခါတော့ မောင်လူအေးဒီမန္တလေးနှင့်ပြီးစုံကြီးစံကြီးလုံနေသောကရုတင်မော ပထမရန်းတွင် လိုက်ပါ၍လာခဲ့၏မင်းဘူးတွင်တင်မောဆိုင်သောအခါမိမိနှင့်ကြောင်းနေဘက်အလွန်ရင်းနှီးသောမိတ်ဆွေ မောင်သိန်းတင်တက်၍လာလေသည် မောင်သိန်းတင်က BA စာမေးပွဲကို မောင်လူအေးနှင့်အတူအောင်မြင်ပြီးနောက်ရာဇဝတ်ဝင်ထောက်အလုပ်ကိုလောက်ကင်နေသူဖြစ်လေသည် ကျောင်းနေစဉ်က မောင်လူအေးနှင့်အခန်းချင်းကပ်နေကြသောတငယ်ချင်းဖြစ်နေသောကြောင့်အလွန်ရင်းနှီးသောဘဝသို့ရောက်ခဲ့ကြလေသည် မောင်လူအေးကလည်းမောင်သိန်းတင်အကြောင်းကောင်းကောင်းသိမောင်သိန်းတင်ကလည်းမောင်လူအေးအကြောင်းကောင်းကောင်းသိလေသည်ရင်းနှီးသောတငယ်ချင်းများဖြစ်ကြသောကြောင့် တင်မောဘော်တွင်ခยีတွားရင်ဆုံးတွေ့ကြလဲဝမ်းတာ၍မဆုံးစကားပြော၍မဆုံးရှေးဟောင်းနှောင်းပြများကိုပြောကြ၍မဆုံးအောင်ဖြစ်နေကြ၏သည်ចောင်းသားဘဝတုန်းကနေထိုင်ကြပုံဖြစ်ပျက်ကြပုံများအကြောင်းကိုတပြောတည်းပြော၍လာကြကုန်၏ဤသို့ရှေးဟောင်းနှောင်းပြတွေကိုပြောကြနေရင်မှပင်မောင်လူအေးကမောင်သိန်းတင်အားဓာတ်ထက်ခမည်းကြီးစာမတ်ချစ်ခင်တယောက်ကော မမာရုံးပြဟူ၍ရုတ်တရက်မေးလိုက်၏မောင်လူအေးဤသို့မေးလိုက်လဲမောင်သိန်းတင်လဲမျက်နာပြက်၍သွား၏ဤသို့မျက်နာပြက်၍သွားရန် အကြောင်းမရှိရင်းနေသောမိတ်ဆွေချင်း၎င်းအမေမျိုးမေးသည်မှာဓမ္မတာပင်ဖြစ်လေသည်ထူဆန်းသော အမေမဟုတ်မောင်သိန်းတင်မှာအကြောင်းထူးရှိသောကြောင့်သာလဲမျက်နာပြက်ရပေးလိမ့်မည် မျက်နာပြက်သွားသည်ကိုမြင်လဲမောင်လူအေးလဲ ထက်၍မမေးတော့ပဲငြိမ်သက်စွာနေတော့၏မိမိမေးမိသည်ကိုပင် အာနာတလိုလိုဖြစ်လျက်နေ၏အတန်ကြာအောင်ပင်တယောက်နှင့်တယောက်စကားမပြောဘဲနေကြပြီးနောက်မောင်သိန်းတင်ကပင်လည်းမိမိတို့၏အဖြစ်အပျက်ကို အစမှအဆုံးတိုင် ပြန်ပြောပြလေ၏အချို့အကြောင်းများကို မောင်လူအေးတီပြီးဖြစ်၏သို့သောအကြောင်းအရာထင်ရှားစေငှာအစမှအဆုံးတိုင်ပြန်ပြောခြင်းဖြစ်လေသည် မောင်သိန်းတင်ပြန်၍ပြောပြသော အထုပ်ပတိကိုဝိတုသွားမျိုးဖြင့်ရေးသားဖော်ပြ၍ထားလေသည်။ဤကားစကချံမောင်သိန်းတင်နှင့်မတ်ချစ်ခင်တို့စ၍တမီးရီစာဖြစ်ကြစဉ်ကမောင်သိန်းတင်မှာ အသက်၁၈နှစ်မတ်ချစ်ခင်ကအသက်၁၆နှစ်မျှသာရှိကြသေး၏။မိုက်တုံးယူတုံးအရွယ်ဖြစ်ကြသောကြောင့်တွေတော်ဆင်ခြင်ခြင်းမရှိ တခါမြင်မှုသည်နှင့် မျက်စီရင်းကစပြီးတပြေးပြေးအချိန်မှာရင့်တန်၍လာခဲ့လေသည် ထို့နောက်အချင်းချင်းတွေ့ဆုံရန်ကြံစီကြလေသည် တွေ့ဆုံကြ၏မတ်ချစ်ခင်ကမိမိအားခိုးပြေးရန် ပြောဆို၏မောင်သိန်းတင်ကမိမိပညာမဆုံးသေးသောကြောင့်မခိုးပြေးနိုင်သေးသောကြောင့်ဆယ်တန်းအောင်ပြီးနောက်အလုတ်အကန်ရမှ ခိုးပြေးနိုင်မည်အကြောင်းဖြောင်းဖြောင်းဖြပြယူရစွာပြောဆိုသောကြောင့် ခမရမတ်ချစ်ခင်ကလေးမှာသဘောတူလက်ရရှာလေသည်။မြားမကြမီမတ်ချစ်ခင်ကလေး၏မိဘများ အချားမျိုးတို့ပြောင်းရွှေ့ရလေသည်။မတ်ချစ်ခင်မှာ မျက်ရည်ကလေးတလဲလဲနှင့်မိမိတွားရတော့မည်အကြောင်းကို မောင်သိန်းတင်အားပြောကြားရှာ၏။မချစ်ခင်တို့တင်မောထွက်မိအချိန်တွင် မောင်သိန်းတင်လဲတင်မောစိတ်တို့ဆင်းခဲ့၏လူကြီးများရိတ်မိသွားမည်ဆိုသောကြောင့် ခတ်ဝေးဝေးမှာပင်မှိုင်းတွေးချကာနေမချစ်ခင်လဲလူကြီးများမတိရအောင်တစ်ချက်ချက်ခိုးကြည့်ပြီးလဲလက်ကင်ဘဝဖြစ်မျက်နာကိုတုပ်၏မျက်နာနဲ့မျက်စီတို့မှာနီလေးရဲ့နေတော့၏လူကြီးများမှာမူကားပစ္စည်းများကိုနေရာချနေရသည်ဂမန်ကရံမိတ်ဆွေများအားနှုတ်ဆက်နေရသည်တမျိုးတို့ကြောင့်မချစ်ခင်တို့၏အဖြစ်အပျက်ကိုမရိပ်မိကြရှာခြင်းတင်မော်လဲထွက်၍လာခဲ့၏ တမင်းကြီးစားနှစ်ယောက်တို့လည်းယူကျုံးမရဖြစ်ပြီးလင် ခွဲခွာရလေတည်းညမကြာမီမတ်ချစ်ခင်ထံမှစာရဆောင်ရ၏မိမိထံစာပေးရန် လိပ်စာနှင့်တကွလွမ်းစွတ်ကြောင်းများပါလေသည် မောင်သိန်းတင်လည်းရင်းတခုံကုန်နှင့်ပင်စာကိုအပြန်ပြန်ဖတ်ရှာ၏နှစ်ယောက်စလုံးပင်တယောက်ထံမှစာကိုတယောက်ကမျှော်နေရင်းနှင့်ပင်ရက်တွေလတွေအတော်ကုန်လွန်၍လာခဲ့လေသည် မောင်သိန်းတင်လဲဆယ်တန်းအောင်ပြီးနောက်ကောလိပ်ကျောင်းတွင်ဆက်လက်၍နေ၏မချစ်ခင်ထံသို့လဲစာမှန်မှန်ပေး၏မချစ်ခင်ကလည်းစာမှန်မှန်ပြန်၏တယံခါသောမချစ်ခင်သည်မိမိနှင့်အတူဦးလေးများရှိရာရန်ကုန်သို့ အလဲလာ၏မိယထာဘူရာယုံတွင်ဦးလေးများလာရောက်ဆင်းကြိုကြလေသည် မောင်သိန်းတင်လဲမိယထာစိုက်ချင်းတွင်ဘူရာယုံသို့ရောက်နေနှင့်၏ မိယထားဆိုင်လဲမောင်သိန်းတင်လဲမတ်ချစ်ခင်ရှိရာသို့တွား၍နှုတ်ဆက်၏မတ်ချစ်ခင်မှာဝမ်းသာရမလိုလိုမိဘဦးလေးတို့အားရှက်ရမလိုလိုကြောက်ရမလိုလိုဖြစ်လျက်နေ၏အတန်ကြာလဲဘူရာယုံ၌မောင်သိန်းတင်နှင့်မတ်ချစ်ခင်တို့အားပါတရာစကားပြောနေကြသည်ကို မြင်ရလေသည် ဤအချင်းရာကိုမိခင်နှင့်ဦးလေးတို့မြင်ကြလဲမြည်တို့လောက်ရမှန်းမသိစကားပြောသည်ကို တားရမလားလှွ့ရပဲထားရမလားမောင်သိန်းတင်အားငောက်လိုက်ရမလားမြည်တို့လောက်ကြရမလဲတမီးကြီးစားနှစ်ယောက်လဲစကားကောင်းလျက်နေကြကုန်၏အတန်းစားလဲနှစ်ယောက်စလုံးအားမချစ်ခင်ဤဦးလေးအိမ်တို့ ခေါ်သွားပြီးလင်စစ်စေးမေးမြန်းကြကုန်၏ဟုတ်တိုင်းမှန်ရာ ပေါ်၍ကုန်လေသည် မောင်သိန်းတင်လဲမတ်ချစ်ခင်နဲ့အတန်းကြာအောင်စကားပြောပြီးလင်ကျောင်းသူပြန်လာခဲ့လေသည်မတ်ချစ်ခင်ဤမိခင်နဲ့ဦးလေးတို့လည်းသဘောတူလိုက်ကြရလေတော့တည်းမောင်သိန်းတင်သည်မတ်ချစ်ခင်ရန်ကုန်၌ရှိနေသည်မြကာလပတ်လုံးမကြာမကြာတွားရောက်လဲပတ်စကားပြော၏ဆေးရခန့်ကြာလင်မတ်ချစ်ခင်တို့မိမိတို့နေထိုင်ရာမြို့သို့ပြန်သွားကြလေသည်မောင်သိန်းတင်လဲရန်ကုန်တွင်လွမ်း၍ကြံရစ်ရှာလေသည် စာပေးမြဲပေးနေကြပြန်၏။ကျောင်းပိတ်သောအခါများ၌တခါတလေမတ်ချစ်ခင်တို့အိမ်တို့တွားရောက်လဲပတ်လေပင်ရှိ၏။ဤနည်းအတိုင်းမောင်သိန်းတင်နှင့်မတ်ချစ်ခင်တို့ချစ်ခင်၍လာကြသည်မှာသုံးနှစ်ခန့်ကြာလေသတည်း။တမင်းရီစားဘဝသာရှိသေး၏။အတန်ကြာလဲမောင်သိန်းတင်နှင့်မတ်ချစ်ခင်တို့အကြောင်းကို မောင်သိန်းတင်ဤမိပါများတိစပြု၍လာ၏။မတ်ချစ်ခင်နှင့်မိမိတို့ဤသားကို ပေးစားရန်သဘောမတူမိမိတို့သားအတွက်မှန်းထားသူတယောက်ရှိလေသည်မောင်သိန်းတင်အားများစွာစူပူကြ၏စိတ်ပြက်အောင်များစွာဖြတ်ကြ၏ကာလပေါ်ဝိတ္ထုတဲတွင်မူကားဤနေရာမျိုး၌မောင်သိန်းတင်အားဖြတ်၍ရမည်မဟုတ် မောင်သိန်းတင်နှင့် မတ်ချစ်ခင်တို့ဧကန်နညားကြမည်ဖြစ်လေသည်ကျွန်တော်တို့ဤမောင်သိန်းတင်ကကာလပေါ်ဝိတ္ထုဇက်လိုက်မဟုတ်ရကား လူကြီးမိဘတို့ဤစကားကိုပင် လိုက်နာရမည်လောမချစ်ခင်ကိုပင်ယူရမည်လောဟူ၍တွေးတော၍မရစိတ်ညစ်လျက်သာနေ၏သို့သောမချစ်ခင်အားစာပေးမြဲသာလဲပေးလျက်နေ၏ဤသို့စာပေးနေစီကမူရှေးကစာများကဲ့သို့ဖတ်၍မကောင်းမောင်သိန်းတင်ဤစိတ်ညစ်ခြင်းအမူအရာတို့သည်၎င်းဤစာများ၌အမြဲပါလျက်နေလေတော့သည် မောင်သိန်းတင်က မီးပုံနှစ်ပုံကြားတွင်ရောက်၍နေရပေ၏မြည်သည့်ဘကူမြမတိုးတာချင်းမိဘတို့၏စကားကိုနားမထောင်လဲ၎င်းတို့၏စကားကိုတတလုံးလိုက်နာခဲ့သည်မြအချီးနှီးဖြစ်တော်မူ၎င်းတို့ပြုစုသည်မြအချီးနှီးဖြစ်တော်မူမိမိအတွက်မိဘများသည်တတလုံးစင်းရဲကြရတော်မူမိမိနှင့်မိဘတို့မှာတတလုံးရန်သူကြီးများဖြစ်ကြရတော်မူဤသို့အဖြစ်မခံဝင် မိဘတို့အားကြောက်ရွံ့ရိုသေသောတားဖြစ်သောကြောင့်ပေတည်းမိဘတို့ဤစကားကိုမြည်သည့်အခါမျမပယ်ဘူးပါလျက်ဤအခါမှပယ်တော့မည်လော၎င်းတို့ဤစကားကိုအပေတို့လွန်ဆန်နိုင်အံ့ဤလူကြီးမိဘတို့ဤစကားကိုလိုက်နာပြီးလင်မတ်ချစ်ခင်ကလေးကိုပယ်လိုက်ရမည်ကလည်းမိမိဤအချစ်ဦးဖြစ်သောကြောင့်အခက်အပေနီးနှင့်ပယ်ရအံ့ဤ မချစ်ခင်အားမိမိပယ်လိုက်ရင်ခမာမင်းကလေးမှာမြည်တို့ဖြစ်အံ့နေမိမိအားအဘဲတို့ထင်အံ့နေ၎င်းဤမိဘများမတီသေးလျင် တော်ပေသေး၏ယခုက၎င်းဤဆွေမျိုးများအလုံးအတိဖြစ်နေပြီသူတကားအားမြည်တို့မျက်နာပြဝန်တော်အံ့နေဆွေမျိုးများ၎င်းအားမြည်တို့ပြောဆိုကြအံ့နေအရက်သေးရှိလူကြီးများမြည်တို့ပြောကြအံ့နေတတလုံးခက်လီတော်မြည်တကား ဤသို့တဖက်ဖက်ကို မဆုံးဖြတ်နိုင်သည်မှာနှစ်နှစ်ခန့်ကြာခဲ့၏မိဘများစကားကို ကြားလိုက်လင်မိဘများဘက်သို့ပါ၍သွား၏မချစ်ခင်ဤစာကိုရပြန်လင်မချစ်ခင်ဘက်သို့ပါ၍သွားရှာ၏အစာကလေးကပင် မတွေ့ဆုံးခဲ့ရီးစားမဖြစ်ခဲ့ကြလင်ကောင်းလေစွာဟု တွေးတော်ကမိမိငယ်စဉ်ကမစင်စားပဲရီးစားထားမိခဲ့သည်ကိုစိတ်ဆို၏ နောက်ဆုံး၌မိမိနှင့်အမဲနီးဆန်နေသောမိဘတို့ဤစကားကအောင်မြင်၍သွားတော်၏အကယ်၍သာမတ်ချစ်ခင်ကလေးနှင့်နီးဆက်၍နေမည်ဖြစ်မူကားမတ်ချစ်ခင်၏စကားမှာ အောင်နိုင်ပွေရအကြောင်းရှိလေသည်။ဤသို့အလူအယက်အတိုက်ခံဖြစ်နေကြရ၌နီးကပ်နေသူ၏စကားမှာအောင်မြင်စမြဲဖြစ်သောကြောင့်ပေသည်။စာပေးခြင်းကိုရက်စဲလိုက်၏ စာပေးခြင်းကို မရက်ဆဲမီကပဲမချစ်ခင်ရိပ်မိ၏သို့သောမတိလီဟန်စာပြန်မြဲစာပြန်၍နေရှာ၏မြည်မြအနေခတ်ရှာမည်နီစာပေးစာယူ လုံးလုံးဖြတ်ထားလိုက်ဒီမှာနှစ်နှစ်ခန့်မြာကြာ၍လာပြန်၏မောင်သိန်းတင်ဤစိတ်ထဲ၌မြည်တို့ဖြစ်နေသည်ကို၎င်းမချစ်ခင်ဤစိတ်ထဲတွင်မြည်တို့ဖြစ်နေသည်ကို၎င်းမရေတာပြီ မကြမကြစဉ်းစားမိကြ လွမ်းစွမိကြမည်ကယုံမှားဝယ်မရှိ မောင်သိန်းတင်လဲ BA ကိုအောင်မြင်ပြီးနောက်အစိုးရအလုံးနဲ့မြို့တမြို့သို့ပြောင်းရွှေ့ရ၏မတ်ချစ်ခင်မတိရှာကြီးမတ်ချစ်ခင်တို့နေထိုင်ရာထက် ဝေးတဲ့ပင် ဝေး၍သွား၏မောင်သိန်းတင်လဲမိမိ၏အဖြစ်အပျက်များကိုညီကိုတဝမ်းခွဲတော်သူ မောင်ဘရှင်အားအလုံးစုံဖွင့်ဟ၍ပြောကြ၏ညီကိုတော်ယုံမျှမကား အလွန်တရာရင်းနှီးသော မိတ်ဆွေလည်းဖြစ်လေသည်ဤသို့မောင်ဘရှင်နှင့်မောင်သိန်းတင်တို့ရင်းနှီးကြောင်းကိုမတ်ချစ်ခင်သိ၏မိမိတို့အချင်းချင်းဖြစ်ပျက်ပုံများကို မောင်ဘရှင် အလုံးစုံတီချောင်းကိုလည်းမတ်ချစ်ခင်သိ၏တနေ့၌မတ်ချစ်ခင်သည်မောင်ဘရှင်ထံသို့အကျိုးကြောင်းများကို စာရေးပေးလိုက်၏မောင်ဘရှင်လည်းမကြံတတ်အောင်ဖြစ်လျက်နေ၏မောင်သိန်းတေဤမိဘများကိုလည်း ြောက်ရွံ့မိသားဖြစ်သောကြောင့်လူကြီးများတည်သွားမည်ကိုဆိုရင်၏မချစ်ခင်စာကိုမြင်ရပြန်လင်လဲတနာစိတ်ပေါက်မိ၏မိမိ၏စိတ်ထဲတွင်မချစ်ခင်အားမတနာပဲမနေနိုင် နောက်ဆုံး၌မောင်ပရှင်လဲမောင်သိန်းတင်ထန်းတို့မချစ်ခင်ဘက်မှဆ၍စာရဆောင်ရေးလိုက်၏မောင်သိန်းတင်ထန်းစာပေးရန်လိပ်စာကိုလဲမချစ်ခင်ထန်းတို့ပို့လိုက် မကြမီ မတ်ချစ်ခင်ဤစာနှင့်မောင်ဘရှင်တို့ဤစာများသည်မောင်သိမ့်တင်ထန်းသို့ရောက်ကြ၏စာမပြန်မဲမနေရက်သဖြင့်မှန်မှန်ပင်စာပြန်၍နေ၏ရခင်ကအပူမျိုးပူရပြန်၏မောင်ဘရှင်ကလည်းတိုက်တွန်းချက်ထောက်ခံချက်များရေးသားလျက်နေ၏မတ်ချစ်ခင်ကိုယူရန် စိတ်ကူးမိပြန်၏မိဘများနှင့်စကားများစွာပြုလာပြန်၏ထို့နောက်နောင်တတဖန်ရပြန်၏ဝန်းနေစိမ်များ ပေါ်ပေါက်၍လာပြန်၏နောက်ဆုံး၌မိဘတို့ဤစကားကို မလွန်ဆန်တော့ပြီးဟူ၍စိတ်ကို တင်းလိုက်ပြီးလင်မချစ်ခင်နှင့်မောင်ဘရှင်တို့ထံစာမပြန်မဲနေ၏၎င်းတို့ထံမှာကစာနှဆောင်သုံးဆောင်ရောက်သေး၏ထို့သော မောင်သိန်းနှင်းကပြန်စာမပေးသောနောက်ဆုံး၌၎င်းတို့ကလည်းစာပေးခြင်းကိုရက်စဲလိုက်ကြလေတော်တည်း 6လခန့်ကြာသောအခါမိတ်ဆွေတယောက်ထံမှမောင်ပရှင်နှင့်မတ်ချစ်ခင်တို့လင်မယားအဖြစ် ပေါင်းသင်းနေကြပြီးဖြစ်ကြောင်းစာရဆောင်ရောက်၍လာလေသည်။စာကိုဖတ်ပြီးနောက်ဇပွဲပေါ်တွင် လက်ကိုထောက်ကာလဝါနှစ်ဖက်၏အကြားတွင်မေးစီကိုထား၍စင်စားကန်ထုတ်လျက်နေလေတော့သည်။အဘဲကိုတွေးတောနေပါသည်နီ။ဤအကြောင်းပြောနေ၍ဆုံးသောအခါအတော်ညံ့နေပြီဖြစ်သောကြောင့်မောင်သိန်းတင်နှင့် မောင်လူအေးတို့လည်းအသီးသီးအခန်းထဲဝင်၍အိတ်ကြလေတော့တည်းအားလုံးပဲကျင်းတဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုယ်ဤကြံပါခြင်းပေါင်းနဲ့တလုံးတူဝရင်ပြည့်စုံနိုင်ကြပါစေနော်